စာချက်တော့မယ်အေးရထားမယ်ဆိုတဲ့အချိန်လေးတခုလုံးတော့မယ်ဆိုရင် mindfulness လေးချိန်ခံလေးလုပ်ပေးတာတတိပဋ္ဌာန်ပေါ့ပါဠိလိုပြောရရင်တတိပဋ္ဌာန်ခြင်းစဉ်ကိုခြင်းတာတတိပဋ္ဌာန်ခြင်းစဉ်ဆိုတာနော်အမျိုးသမီးတွေဆိုလို့ရှိရင်ထက်ဝက်ပလင်လို့ခေါ်တဲ့ဒုတုတ်ထိုင်နေအမျိုးသားတွေဆိုလို့ရှိရင်တင်မြင်ခွေးထိုင်နေတင်မြင်ခွေးထိုင်တဲ့အခါမှာချောင်းချောင်းချီချီတက်တက်တာတာဖြစ်အောင်ထိုင်ရမယ် အခုခေတ်တချို့ကတော့မဟာပလင်ဆိုပြီးတော့ဒုက္ခရောက်အောင် ထိုင်နေကြတာဒါလည်းပဲမှန်ကန်မှုမရှိဘူးခုဒီတရားထိုင်နေဆိုတဲ့အလုပ်တစ်ခုဟာခန္ဓာကိုယ်ကိုညှင်းဆဲဖို့ထိုင်တာမဟုတ်ဘူးစိတ်တည်ငြိမ်အောင် ထားတဲ့သဘောပဲဘာကြောင့်တရားကိုထိုင်ရသလဲလို့ဆိုလို့ရှိရင်အိပ်လိုက်ရင်အိပ်ပျော်သွားမှာလေလှဲပြီးလှုပ်ရင်အိပ်ပျော်သွားလမ်းလျှောက်နေပြန်လို့ရှိရင်လှုပ်ရှားမှုတွေများတယ် ောမတ်တရနေလို့ရှိရင်လည်းကြာရှည်ထိနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ကြာရှည်လုံးလို့ရအောင် ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးချယ်တာသာဖြစ်တယ်ဒါအဓိကမဟုတ်ဘူးတမာရီကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုရင်ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ညိန်သက်တယ်အိတ်ချင်းဣရိယာပုဂ္ဂိုလ်ကသူ့ရဲ့ပုံညိန်သက်တယ်သို့တော့အိတ်ချင်းဣရိယာပုဂ္ဂိုလ်လဲလျောင်းခြင်းဣရိယာပုဂ္ဂိုလ်နဲ့အာထုတ်လိုက်ရင်မကြခင်အိပ်ပျော်သွားမှာသူကအဲ့ဒါကြောင့်မို့လို့အဲ့ဒီဟာကဝီရိယအာနယ်လွန်အာကြည့်သည့်အတွက်ကြောင့် ဝိရိယနဲ့တမာရီမမျှဘူးဆိုပြီးထိုင်တဲ့ဣရိယာပုတ်ကိုယူရထိုင်နေဣရိယာပုတ်ဒီချိုးစားလွန်းတာလည်းမဟုတ်ဘူးဟိုစိန်ခံလွန်းတာလည်းမဟုတ်ဘူးအလယ်လတ်မရှိမှပฏิပ္ပာဣရိယာပုတ်ဖြစ်တယ်ထိုင်နေတာဟာအလယ်လတ်ဖြစ်တယ်နော်အိတ်လိုက်လို့ရှိရင်အပြော့သွားမယ်လဲလိုက်ရင်အပြော့သွားမယ်မတ်တရက်နေတာတို့လမ်းလျှောက်တာတို့ကြတော့လှုပ်ရှားမှုတွေများနေကြတယ်အဲ့ဒါကြောင့်မလို့ထိုင်ခြင်းဣရိယာပုတ်ကိုယူရတာ အကြောင်းသူအကြောင်းနဲ့သူရှိတယ် reasonable ဖြစ်တယ် logical ဖြစ်တယ်တရားထိုင်တယ်ဆိုတာဟာဒါကြောင့်မို့အမျိုးသမီးတွေဆိုလို့ရှိရင်ထက်ဝက်ပလင်ဒါလည်းအကြောင်းရှိတယ်ထက်ဝက်ပလင်ထိုင်ရတယ်အမျိုးသမီးတိုင်းထိုင်တယ်နောက်ပြီးတော့အမျိုးသားတိုင်းထိုင်တယ်ထိုင်ပြီးတဲ့အခါမှာမိမိဘယ်လက်ပုံမှာညာလက်လေးဆင့်တင်ပြီးတော့เนาะစေရောကိုရောကိုအားလုံးကို short ချလိုက်ပြီးတော့ short ချလိုက်တယ်ဆိုတာ ဟိုတင်းရှင်းနေမဖြစ်အောင်ခဏရှော့ချလိုက်ပြီမိမိရဲ့စိတ်ကိုတာသီးဝဘက်ကို focus လုပ်အောင်အဲ့ဒီဘက်ကိုဥလှဲ့ထားဥလှဲ့ထားပြီးအသက်ကလေးကိုမှန်မှန်ရှူပြီးရှူလဲရှူနိုင်ရှူသမျှလေလေးဟာနှာသီးပြားလေးမှာထိလိမ့်မယ်အဲ့ဒီထိနေတာထိတဲ့အချိန်လေးကိုပဲထိမှန်းသိတာလေးကိုပဲအာရုံစိုက်ရစိုက်ထုတ်လိုက်လို့ထိတာရယ်ရှူသွင်းလိုက်လို့ထိတာရယ် အဲ့ဒီထိမှုတိမှုဒါလေးတော့ပဲအာယုံဆိုင်ပြီးတော့တခြားအာယုံတွေကိုဘေးမရောက်စေပဲနဲ့လေလေးထိတာလေးကိုပဲလိုက်ပြီးတော့ရွတ်ဆိုစရာမလိုဘူးလိုက်ပြီးရွတ်ဆိုစရာမလိုဘူးစဉ်ဆက်မပြတ်တိနေအောင်ကြိုးစားခြင်းဟာ mindfulness လို့ခေါ်တယ်ပေါ့အဲ့ဒီ mindfulness အလုပ်ဟာစာကြက်တဲ့အခါမှာလည်းများစွာအထောက်အကူဖြစ်မှာဖြစ်တယ်။ကျမ်းမာရေးအတွက်လည်းများစွာအထောက်အကူဖြစ်မှာဆိုလို့ဒီကနေ့ခေတ်မှာအလုပ် အလုတ်ခွင်ဝင်ရမယ်အလုတ်သမားတွေတောင်းပါပဲအနောက်တိုင်းနေမှာခစ်စားနေတယ် mindfulness ကို7မိနစ်ဖြစ်စေ9မိနစ်ဖြစ်စေလုပ်တယ်ဆိုဖြစ်အဲ့ဒီပို့ပြီးတော့လုပ်တဲ့အခါကျ mindfulness based stress reduction ဆိုလူတွေဟာအလုတ်ပင်မလို့ stress တွေများလာပြီးစိတ်ဖိစီးမှုတွေများလာပြီးဆိုရင်လေ9မိနစ်လောက်ဖြစ်စေ15မိနစ်လောက်ဖြစ်စေကိုယုံမဲ့နေမှာဖြစ်စေအလုတ်ခွင်မှာဖြစ်စေ ခဏခဏမျက်စိလေးမိတ်ပြီး mindfulness လေးချိန်ခံလေးလေးချိန်လိုက်မယ်ဆိုရင်အုံနောက်ဟာပြန်ချီသွားပြီစာချက်လိုလည်းပို့ကောင်းသွားမယ်မှတ်ဉာဏ်လေးလည်းပို့ကောင်းသွားဉာဏ်ကောင်းအောင်လုပ်တဲ့နည်းဆိုတာတတိနဲ့တမာတိကိုတိုးအောင်လုပ်တာဟာဉာဏ်ကောင်းရဲ့အကြောင်းပဲတတိတမာတိမရှိရင်ဉာဏ်မဖြစ်ဘူးသူကစာပေကျမ်းကမှဆိုထားတာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိကင်းတဲ့ပညာဆိုတာမရှိဘူး တတိပါမပညာဖြစ်တယ်အဲ့ဒီ mindfulness ဆိုတာတတိဖြစ်အောင်လေ့ကျင့်တာပဲဖြစ်တယ်ဘသူပဲဖြစ်ဖြစ်ဘယ်အသက်ရွယ်ပဲဖြစ်ဖြစ်နော် mindfulness လေ့ကျင့်ကောင်လေ့ကျင့်နေတယ်ပေါ့လေ့ကျင့်ပြီးတော့ mindfulness ကနေပြီးတော့တမာတိဖြစ်အောင်ကျင့်မယ်အဲ့ကျင့်ရင်းကနေပြီးတော့ကိုယ်အုံနောက်အုံနောက်လို့ဆိုပါစို့စိတ်အနေထားတွေဟာရှင်းလင်းသွားပြီးစိတ်တွေဟာကြည်လင်းလာပြီးဆိုတော့မှစာကျက်မယ် တခုလုံးမယ်ဆိုလို့ရှိအစွမ်းတတ္တိပြီးမြင့်ပင်မလာလိုက်ပြီဆိုတာနဲ့တပြိုင်နက် mindfulness လေ့ကျင့်ခန်းလေးကိုထားလုပ်လိုက်ပြီးရင်စာကြက်လိုက်ဆေးတွေတော့မတောင်းနဲ့ဆေးတောင်းရင်စိုက်တဲ့ဖက်ကအမတမ်းမှဆိုးသွားတယ်ရုပ်ကို ကုစားတာဖြစ်တယ်ဆေးကစိတ်ကိုလှုပ်တာမဟုတ်ဘူးရုပ်ကို ထိရောက်ရုပ်ကို ထိခိုက်သွားတယ်ဆိုလို့ရှိရင် စိတ်ပါလမ်းမှာမဟုတ်ဘူးဒါကြောင့်မို့မအိတ်ချင်တဲ့ဆေးတွေတောက်ပြီးလှုပ်တာဟာမှားရွံ့တယ် ခန္ဓာကိုယ်ထိခိုက်ပြီးနောက်ဆုံးမှအုံနောက်ပါ ထိခိုက်တော့ရတယ်။ဒါကြောင့်မို့ mindfulness လေးခြင်းကကိုစမ်းသပ်ကြည့်။အတိညာဏ်တွေတိုးတက်လာအောင်တတိဆိုတာမွေးမြူရတယ်။တမာတိဆိုတာမွေးမြူရတယ်။တတိနဲ့တမာတိမွေးမြူပေးခြင်းအပြင်ပညာရည်တွေဟာကိုယ်မှာမြင်မာလာနိုင်တယ်လို့သူဆိုတယ်။ဒါကြောင့်မို့လို့အဲ့ဒီလေးခြင်းကလေးကိုနေ့တိုင်းလူတိုင်းလူတိုင်းဟာအချိန်မီ ဆယ်နှစ်ပဲဖြစ်စေစာကျက်လို့ခေါင်းနှောက်လာပြီဆိုရင်လည်းအဲ့လေ့ကျင့်ခန်းလေးကိုလုပ်လိုက်အဲ့ဒါဟာတကယ်ကို mental exercise ပဲ physical exercise ကတမျိုး mental exercise ကတမျိုးဇာမယခါ physical exercise လုပ်ရတယ်လို့ mental exercise လည်းလုပ်ပြရတယ်အဲ့ဒါလိုလုပ်ပြီးမှစိတ်ရောကိုယ်ရောလန်းဆန်းတက်ကြွလာပြီးတတိတွေကောင်းလာပြီးဆိုရင်ပညာရေးဟာတိုးတက်လာမှာပဲ ဒါအဲ့ဒီနီးနဲ့လေ့ကျင့်တဲ့ပညာရေးတို့တဲ့အောင်လေ့ကျင့်တဲ့နီးပဲအဲ့တော့စိတ်ထဲမှာတခြားအရာတွေကိုမသွင်းမဲနဲ့အမိုက်တရိုက်တွေကိုရှင်းပြတဲ့သဘောပဲ mindfulness လုပ်ပြီးတော့ရှင်းပြလိုက်တာဂျန္နာတွေခေါင်းထဲမထည့်ဘူးမထည့်လိုက်တဲ့အခါမှာစိတ်ဟာအေးချမ်းတော့အဲ့ဒီလိုအေးချမ်းမှုဆိုတဲ့စိတ်ကိုအခြေခံပြီးတော့စ조사အထောက်ချင်းပဲဖြစ်တယ်